ဒါကတော့ဒဏ္ဍာနဲ့စီစဉ်ဝိုင်းရဲ့နောက်ဆုံးအပိုင်းဖြစ်ပြီးစီစဉ်2ကို2025ဇူလိုင်မှာလွှင့်လွှင့်သွားမယ်လို့ထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့အပိုင်းမှာတော့ကျော်ကြီးတို့တွေက laboratory တုံးရုံနှစ်ရုပ်ရဲ့ romantic sex ကိုထမ်းကြည့်နေခဲ့ကြပြီးအခုတော့ရုံမလီဟာနာကိုဝိုင်းမှာဒါရာခွင့်ရဖို့တောင်းဆိုနေခဲ့ပါတယ်။အယုဒိတာတို့ကတော့ lab ကန်းကိုပြန်သွားခဲ့ပြီးဖြစ်ပြီးတော့မှညဘက်တွေမှာကိုထွက်ပြီးတော့ရုံမလီကိုလာကြည့်မယ်လို့မမှုတို့ကိုပြောခဲ့ပါတယ်။မတတ်နိုင်တော့တဲ့ဆုံးမှာတော့အပွားလဲလက်ခံရတာပေါ့ ထမမြင်ခဲ့တာကဂျော်ဂျီရဲ့ဥမဟုတ်ပဲခရစ်မတ်ပင်တွေမှာလာစင်တဲ့လုံမဲဖြစ်ပါတယ်ဒီလိုနဲ့သူတို့တွေရညစာစားဖို့ပြင်ဆင်လိုက်ကြတယ်မူမူကအိုကာရိုကိုလည်းသူတို့နဲ့အတူတူစားသွားဖို့ပြောခဲ့ပါတယ်ဂျီဂျီကတော့စပွဲကုန်တင်နေတဲ့မူမူကိုအားတန်လိုက်တာအဲဒါကြောင့်အဖွားကမကောင်းဆိုးဝါးကိုနင်းနေတာဖြစ်မဲ့လို့ကွန်ပလီမန့်တွေပေးနေခဲ့ပါတယ်အိုကာရွန်ပုံပြောင်းသွားတာကလည်းတောင်းရမ်းလိုက်တာမို့သူ့မှာလည်းအဲ့ဒီလိုအစွမ်းတွေရှိခြင်းကြောင့်ပြောလိုက်တယ်ဂျီဂျီရဲ့ပေါ်တော်တော်နေတဲ့ပုံစံကမူမူကိုအမြဲတမ်းပြောချင်အောင်လုံးနိုင်တာကိုမြင်တော့ ကျော်ကြီးတယောက်ဟာကြားလာခဲ့ပါတယ်သူဟာကြောက်ရွံ့ပြီးထွက်ပြေးဖို့ပဲလုပ်နေမယ်ဆိုကြံခဲ့တော့မယ်ဆိုတာကိုသူတီးနေတယ်အဲ့ဒီအတွက်ကြောင့်ပဲသူလည်းကြီးကြီးလိုမျိုးလိုက်လို့ပုံစံပြတ်လိုက်တော့တယ်ပထမဆုံးမုံမှုကောင်မှခွန်စားကတ်နေတာကိုဖယ်ပေးပြီးသူဟာတုံဆိုင်နေတော့မှမဟုတ်ပဲအပြဲအသားတိုက်ခိုက်တော့မယ်လို့ပြောလိုက်ပါတယ်ကြီးကြီးလောက်တဲ့လိုမျိုးတခြင်းတွေဆိုရင်ပေါ်တော်တော်ကားတွေကိုလဲစားကားတော့တယ်သူဟာကြီးကြီးကိုရှုံးမကန်ချင်တာပါဒါပေမဲ့ជីကြီးကတော့သူနဲ့အတူတူလိုက်ပြောရှင်နေခဲ့ပါတယ်အဖွားကတော့ပေးရကြရင်ជីကြီးအိမ်ကိုတွားရမှာမို့ အတွင်းကမောင်မီတွေပါတွေတရားတဲဖို့မမိုးကိုမာလိုက်တယ်ဂျီဂျီအိမ်ကိုလိုက်သွားမဲ့အကြောင်းကိုကြားတော့အိုဂါရွန်ကမျက်လုံးပြူသွားတော့တာပေါ့ဂျီဂျီအိမ်ကချိန်သာတင်းနေတာမို့အစွဲသားချွတ်မှပြကြောင်းအဲ့ဒါကြောင့်ပဲဂျီဂျီကဒီကိုရောက်နေတာပြကြောင်းကိုပြောလိုက်တော့တယ်ကျော်ဂျီကသူ့ကိုမခေါ်ဘဲနေရောက်တဲသွားမဲ့လို့တင်နေခဲ့ပေမဲ့မူမူကတော့သူ့ကိုပါခေါ်မလို့လုံးနေတာလို့ပြောလိုက်ပါတော့တယ်ဂျီဂျီကိုအိမ်ပြန်ပို့ရမယ်ခွင့်ရေးဖြစ်တာမို့မြန်မြန်ပြေးချင်းကြမယ်လို့လည်းပြောလိုက်ပါတယ်မနက်တနာကြီးမှာတော့ လက်ကန်တွေကတာရိုဟာအနာကိုတွေးဖို့အတွက်ပြေးထွက်လာခဲ့ပါပြီးခါမီကိုအဲစီကိုယထာတတန်ကားတတန်နေလာခဲ့ပြီးနောက်လမ်းမှာတော့အက်ဆီဒန့်တစ်ခုဖြစ်သွားတယ်မူမူကတော့ဟာနာနဲ့တူတူထိုင်ဆောင်ပေးနေပါတယ်မနက်မိုးလေးကနီးမှာတော့အစိပ်ပိုင်းတွေဂျိုးပဲ့နေတဲ့တာရိုတယောက်ကရောက်လာခဲ့တော့တယ်ဟာနာကိုနောက်ကျသွားတဲ့အတွက်တောင်းပန်ပါတယ်လို့ပြောလိုက်ပြီးနောက်နေ့ကျအချိန်မှန်လာမှဖြစ်ကြောင်းအတူတူဆောင်ပေးလို့ဂျေဆုတင်ချောင်းကိုမူမူကိုပြောလိုက်တော့တယ်ဂျီဂျီကတော့အိမ်မက်ဆိုးတွေမက်နေတာကြောင့်အိမ်မက်ပြောဖြစ်နေပါတယ်နောက်ရက်မှာတော့ သူတို့တွေဟာယထာနဲ့ထွက်လာလိုက်ကြပြီးជីជីကတော့သူ့ထုံးစံတိုင်းပေါ်တော်တော်တွေလုံနေခဲ့ပါတယ်ជីជីယူလာတဲ့မုတ်တွေကမမိုးတို့ငငယ်တုန်းကစားနေတဲ့ဆိုင်ကပြစ်တာကြောင့်သူတို့နှစ်ယောက်ဟာရန်ကိုနီးကပ်နေတော့ကြော်ကြီးတစ်ယောက်ဟာဒီချင်းတွေကိုသဘောကျမနေဘူးသူ့စိတ်ထဲမှာမမိုးနဲ့နီးစပ်ဖို့အတွက်တမလာဖို့ကိုစဉ်းစားနေတယ်။မုံမုံတပားသူကြောင့်ပြောရှင်နေတာမျိုးသူနှလုံးသားထဲကလက်မခံနိုင်တော့ပဲ။ဆူဂျီနိုကိုအကြောင်းပြောပြမယ်လို့ပြောလိုက်ပါတော့တယ်။ဆူဂျီနိုကိုဆိုတဲ့တရဝါကစိတ်ကူးရင်တရဝါမဟုတ်ကြောင်းကိုစပြောလိုက်ပါတယ်။ ဂေါ်ရီလာတွေတောင်မှ UMA ဖြစ်ခဲ့တာဖြစ်ကြောင်းဆူချီနိုကိုဆိုတာဟာလည်းဂေါ်ရီလာလိုဖြစ်နိုင်ကြောင်းပြောပြနေခဲ့ပါတယ်ဒီလိုနဲ့ဂျီဂျီဟာသူတို့ရွာမှာလည်းနှစ်နှစ်ရာတန်းရှိတဲ့နှကွင်းရှိပြီးအေယာမမွေကြီးကိုကိုယ်ဝဲကြားတယ်လို့ဝင်ပြောလိုက်တော့တယ်မိုမိုကသူ့စီကနေပြီးဂျီဂျီကိုအာယုံပြန်ရောက်နေတော့ ခဘာမမီကိုကိုကိုရတဲ့နှကွန်းလဲရှိတယ်လို့လည်းပြောလိုက်တယ်။ជីជីကအိုကာရွန်ပြောနေတာတွေကိုသဘောကျနေပြီးသူတို့နှစ်ယောက်ဟာချက်ချင်းဆိုတလို့ယင်းကြီးကတငယ်ချင်းဖြစ်သွားကြပါတယ်။မုံမုံနဲ့ပတ်သက်ပြီးတော့သူတဝန်တူနေရတဲ့သူကတငယ်ချင်းဖြစ်ဖို့တောင်းဆိုနေခဲ့တာပါ။ဒီလိုနဲ့ជីជីတို့ရဲ့မျိုးလေးဖြစ်တဲ့ရေပူစမ်းမျိုးလေးကိုရောက်ခဲ့ပါတယ်။မီးရောက်နေတာဖြစ်ပြီးတော့ជីជីအဖေဟာဒုတိယတနာတွေလုံနေခဲ့တာပါ။မျိုးရဲမှာတော့သူတို့ကိုစောင့်ကြည့်နေကြတဲ့လူတွေကိုလည်းတွေ့ရတယ်။လေကတဲ့တွေအမြောင်များကိုဖျက်ချော်ကြပြီးတဲ့နောက်မှာတော့ ကြည်ကြီးအိမ်ကိုရောက်သွားကြပါပြီမမကတော့ဘာမှအာရုံခံစားလို့မရခဲ့ဘူးခုနကမြို့ထဲမှာတွေ့ရတဲ့လူတစုကကြောက်စရာပုံစံမျိုးနဲ့သူတို့နောက်မှဆောင်ကြည့်နေပါတယ်မမကအိမ်ထဲမှာလည်းဘာမှမခံစားမိဖြစ်နေပြီးတရေလေးကပုံနေတာများလားလို့ပြောလိုက်ပါတယ်တာဘိုဘွားကြီးနဲ့တုံကလည်းအဲ့ဒီလိုဂျုံဘူးတာကြောင့်လွယ်မဲ့ပုံမပေါ်ဘူးလို့ ဆရာကြီးဆိုင်နဲ့ပြောလိုက်တော့တယ်ကျော်ကြီးဟာအခုမှယောက်ျားလေးတငယ်ချင်းတရရမှုမမဟာကျော်ကြီးကိုဂျူကြီးနဲ့ထားခဲ့လိုက်ပြီးရေပူစမ်းကိုထွက်သွားခဲ့ပါတယ်ဒီလိုနဲ့ဂျီဂျီနဲ့ကျော်ကြီးတို့ရဲ့ရာဘလုံးကစားခဲ့ကြပြီးနှစ်ယောက်သားကတပြေးပြေးနဲ့ပို့ပြီးတော့ယင်းနီလာကြတယ်ဂျီဂျီကခင်ဖို့ကောင်းတဲ့လူတွေရောက်ဆိုတာကိုလည်းကျော်ကြီးကတီးခဲ့ရတယ်ဂျီဂျီကမမရဲ့ပြုမှုတွေမျက်လုံးတွေမျက်နှာတွေကိုချစ်တယ်လို့ပြောနေတော့အိုကာရွန်တယောက်ကလည်းသူမနိုင်နိုင်အောင်လိုက်ပြောနေရင်နန်းနဲ့ချောင်းကိုတွေးမိသွားကတူနိုင်ပြီလို့ပြောခဲ့တယ်တစ်ဖက်မှာတော့ မုံမုံတယောက်အရေပူစမ်းမှယောက်ျားကြီးတချို့ဝင်လာတာကိုမြင်လိုက်ရပါတယ်။သူတို့တွေကအချောလေးတယောက်ရောက်နေတာပဲဆိုကာရေဝင်ချိုးနေကြပါတယ်။ညင်းခုန်နေကြတဲ့ကြော်ကြီးတို့နှစ်ယောက်ကတော့အကန့်တခုကိုတတိထားမိသွားတယ်။မုံမုံတယောက်ကတော့ကြားမရော်တော့တဲ့ရေချိုးကန်ထဲမှာဂျိုးမိလို့တိုင်ပတ်နေခဲ့ပါပြီ။အဲ့ဒီလူတွေကနှာဘူးတွေလိုမျိုးမုံမုံကိုဝင်ရောက်တိုက်ခိုက်လိုက်ကြပါတော့တယ်။ကြော်ကြီးတို့ကလည်းမြင်ကားနေမြင်ရတဲ့ခန်းကိုပြက်ကြီးပို့ဆုံးပြလိုက်ကြပြီးတဲ့နောက်စာရွက်တွေအမြောက်များနဲ့ ဟောင်းတန်ခန်းကြီးတစ်ခုကိုမြင်လိုက်ရပါတော့တယ်။တကယ်ကိုမှကြောက်ကြပွဲရမြင်ကွင်းကြီးတစ်ခုပါပဲ။ဒဏ္ဍာရန်စီစဉ်ဝန်လေးကတော့ဒီနေရာမှာပြီးဆုံးသွားခဲ့ပါပြီ။ဗီဒီယိုကိုဆုံးထိကြည့်ပေးကြတဲ့တူဦးတယောက်ချင်းဒီအိုင်ကိုကျေးဇူးတင်ပါတယ်ဗျ။ Bye bye guys. See you in next video.